ကချင်ကုံစုံဆိုင်ပိုင်ရှင်အားရိုက်နှက်လူရမှုဖြင့်ဩစတြေးလျရောက်အန်နနီပါတီဝင်ဟောင်းဦးအောင်မျိုးလင်းတိုင်ကြားခံရဩစတြေးလျနိုင်ငံမဲဘုံမြို့ဝါယာဘီတွင်ကချင်ကုံစုံဆိုင်တဆိုင်မှအမျိုးသမီးပိုင်ရှင်အားငရုတ်ချပွဲဖြင့်ရိုက်နှက်လူရခဲ့သူအန်နနီပါတီဝင်ဟောင်းရန်ကုန်တိုင်းတာမွေမြို့နယ်စီပင်တာယာရေးကော်မတီဥက္ကရာဟောင်းဦးအောင်မျိုးလင်းကိုပုံမှန်၃ခုဖြင့်အမှုဖွင့်တိုင်ကြားထားကြောင်းသိရပါသည်ပြီးခဲ့တဲ့ ဇွန်လ23ရက်နေ့မှာဦးရောင်မျိုးလင်းကစိုင်းတွင်းကိုနှကောင်းစီနေကမျက်မှန်အုတ်ထုတ်တို့ဖြစ်မတင်ငါးဝဲဝင်ရောက်လာခဲ့ပါတယ်ဈေးဝယ်ပြီးလို့ငွေရှင်းကဏ္ဍချိန်မှာစိုင်းရှင်မျိုးသမီးအားငရုတ်ကျပွဲဖြစ်ရိုက်ခါကောင်တာတွင်းမှငွေများကိုရှားဖွေခဲ့တယ်လို့တိုင်းနဲ့ခံရသူစိုင်းရှင်မျိုးသမီးကပြောပါတယ်စိုင်းရှင်မျိုးသမီးဤပြောပြချက်အရဦးရောင်မျိုးလင်းဟာမောင်ရင်ငါးပတ်နဲ့အနှစ်များကိုဝယ်ယူပြီး ကောင်တာဝတ်တင်ငါး ငွေရှင်းရန်ပြင်ဆင်နေစဉ်နောက်မှငရုတ်ကြပွဲဖြစ်ရိုက်ချခဲ့ခြင်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကောင်တာထဲမှာငွေများရှာဖွေနေစဉ်စာရှင်မျိုးသမီးကလည်းခုခံအောင်ရခဲ့ရာတွန်းထိုးရိုက်နှက်ပြီးနောက်ဆက်ကိုထပ်မံရိုက်ခါထွက်ပြေးသွားခဲ့လို့သိရပါတယ်။ကိုဗစ်ကာလမဟုတ်ပဲနှာခေါင်းစည်းနဲ့နေကမျက်မှန်တက်ဆင်ထားခြင်းကြောင့်စတင်သတိထားမိခဲ့ပြီး၎င်း၏စကားပြောဆိုပုံအရမောင်းနဲ့လမ်းလျှောက်ပုံတို့ကြောင့် မြေသူမြေဝါဖြစ်ကြောင်းသိရှိခဲ့တယ်လို့စန်းရှင်မျိုးသမီးရထပ်မံပြောကြားပါတယ်။ဂျိုင်းနတ်မှုကြောင့်စန်းရှင်မျိုးသမီးရဲ့နောက်ဆက်နှစ်ဖူးနဲ့မျက်နှာတို့မှာဒဏ်ရာ၅ချက်ရရှိခဲ့ပြီးနှစ်ဖူးမှာ၃ချက်ချုပ်ခဲ့ရတယ်လို့သိရပါတယ်။ဦးအောင်မျိုးလင်းရဲ့ဖြည့်ရှင်းချက်ကတော့ဦးအောင်မျိုးလင်းက၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတစ်ဆင့်ဖြည့်ရှင်းချက်ထုတ်ပြန်ရာတွင်ထိုနေ့ကမောင်ငါဝရံဆိုင်ထဲဝင်စဉ် ငွေလဲလဲနှုံးကိုမေးမြန်းခဲ့ကြောင်းထိုချိန်တွင်ဆန်းရှင်မျိုးသမီးဘက်မှဆဲဆိုတန်ကြားလိုက်ရ၍အသေးစိတ်ခဏလွတ်ခါမရည်ရွယ်ပဲလုံမိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်ငွေလဲနှုံးတိတိတတပြောင်းလဲသွားခြင်းကြောင့်စိတ်ဖိစီးနေခြင်းဆဲဆိုခံရသည့်အတွက်ဒေါသအလျောက်ထိုတိုးပြုလုံမိခဲ့ကြောင်းရှင်းလင်းထားပါသည်ဦးအောင်မျိုးလင်းက၎င်းဟာအမျိုးသမီးခွင့်ရေးကလေးခွင့်ရေးနဲ့လူခွင့်ရေးတို့ကို ကာကွယ်ဆောင်ရှောက်ခဲ့သူတို့ဖြစ်တဲ့အတွက်မရည်ရွယ်ပဲဖြစ်ခဲ့သည့်အဖြစ်ရဲ့ကြောင့်လွန်စွာတုံလုံးမိကြောင်းလည်းပြောဆိုထားပါတယ်။သို့တော်လည်းကျွလွန်ခံရတဲ့ဆန်းရှင်မျိုးသမီးရမှုထိုနေ့ကငွေလဲနှုန်းမေးမြန်းခြင်းဆဲဆိုခြင်းနှစ်ခုစလုံးမရှိခဲ့ကြောင်းပြန်လည်ဖြေရှင်းထားပါတယ်။လက်ရှိတွင်ကျွလွန်သူဦးအောင်မျိုးလင်းအားဓမြတိုက်လူရိုက်မှုဝေကျေးလိမ်လည်မှုနဲ့ခုံမှုတို့ဖြင့်ရဲစခန်း၌အမှုဖွင့်တိုင်ကြားထားပြီးရဲတပ်ဖွဲ့က ဒီအနေနဲ့လက်ဖွဲ့ရများကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ဥရောပမျိုးလင်းနဲ့ဇနီးမောင်နှံတို့ဟာမြန်မာနိုင်ငံအာနာသိမ့်ပြီးနောက်ပိုင်းအော်စတြေးလျနိုင်ငံမှာနိုင်ငံရေးခုံလုံခွင့်ဖြစ် နေထိုင်နေကြသူများဖြစ်ကြောင်းသိရပါတယ်။မဲပုံရောက်မြန်မာများ၏ပြောဆိုချက်များအရ၎င်းတို့ဇနီးမောင်နှံဟာဝေကျေးချေးယူပြီးပြန်မပေးခြင်းနဲ့ဇနီးဖြစ်သူကလည်းမြန်မာကုံစုံဆိုင်များတွင်ပစ္စည်းများခိုးယူခြင်းအကြံကြံပြုလုပ်ခဲ့ဖို့ကြောင်းသိရှိရပါတယ်။